ရှိတမျိုးရဲနဲ့အရာအလုံးကိုပျောက်ကင်းအောင်ကုသပေးနေတဲ့ထူးခြားတဲ့ပါရမီရှင်6နှစ်ရွယ်ဘိုးတော်လေးအားလုံးမင်္ဂလာပါ The Celebrity New Page ကနေပြန်လည်အားကြိုဆိုလိုက်ပါရစ်မြန်မာနိုင်ငံမှာထူးခြားတဲ့စွမ်းအင်ပန်ရှင်တွေပေါများပြီးတော့ဒီတစ်ခေါက်မှာပေါ်ထွက်လာတာကတော့ဘိုးတော်လေးဆိုတဲ့6နှစ်ရွယ်ကလေးတယောက်ဖြစ်ပါရစ်ဘိုးတော်ကြီးနဲ့ဘိုးတော်လေးပေါ်များတယ်လို့ဒီကလေးကတော့အသက်ငယ်သေးလို့ဘိုးတော်လေးလို့ခေါ်ကြတာပါဘိုးတော်လေးလို့ခေါ်ရတဲ့အကြောင်းရင်းလေးရှိပြီးတော့လက်နဲ့ထိယုံနေတဲ့စိတ်ကူးနိုင်တဲ့စွမ်းနေရှိတာကြောင့်ဖြစ်ပါရည် သူကိုအချက်ဘိုးတော်တွေကအစွမ်းနေပြတာကြောင့်66ပါယောဂမန်သမ ्या ကိုလက်နဲ့တက်ချလိုက်ရုံနဲ့ပျောက်ကင်းသွားစေပါရီသူလည်းနေထီးတဲ့ရေတွေကစီးအဖြစ်ပြောင်းလဲသွားပြီးတောင်းလိုက်ရုံနဲ့တင်ကိုတွင်းမှာရှိတဲ့ယောဂရီအာလုံးပျောက်ကင်းသွားတာပါထူကန်ကျော်လို့နာမည်ကြီးတဲ့ဆရာကြီးတောင်မှစေးရီနဲ့ကုသတာဖြစ်ပေမဲ့လေဘိုးတော်လေးကတော့ရေတမျိုးတည်းတည်တဲ့နယ်ပဲကုသပါရီသူ့အိမ်မှာတော့ရေတန်ဘိုးတွေကိုတန်းစီထားပြီးဘာယောဂဖြစ်ဖြစ်ရေတမျိုးပဲတိုက်ချလိုက်တာပါ ဘိုးတော်လေးကရန်ကုန်တိုင်းဒေသကြီးတွန်သေးမြို့နယ်ရန်ကြီးအောင်ကျေးရွာမှာနေထိုင်ပါတယ်။ကလေးရွယ်လေးပဲရှိသေးတယ်။ဘိုးတော်လေးကအခြားကလေးတွေလိုမစော့ရပဲဆေးပဲကုနေရပါတယ်။သူ့ဘေးမှာအမေဖြစ်သူကတော့ လောက်ကူပေးနေပြီးတော့အိမ်ထဲမှာကုသခြင်းတဲ့သူတွေစောင့်နေကြပါတယ်။သူရဲ့မိကဘိုးတော်လေးကိုပညာရေးထက်ခုနှစ်ရက်သားသမီးကယ်တဲ့လုံမှာဥစားပေးထားပါတယ်။ဘိုးတော်လေးထံကိုသူရဲ့အဖိုးအဖွားရွယ်ကလာကူးကြပြီးတော့ရိုးရိုးတည်တည်ကုသမှုခံယူကြပါတယ်။ဘိုးတော်လေးကတာမန်ကလေးတရားမဟုတ်ဘဲအထက်ပုဂ္ဂိုလ်တွေပေးထားတဲ့ပါရမီတွေပါဝင်လာတယ်လို့မိခင်ဖြစ်သူကပြောပါတယ်။ ကင်းစာယောဂအပါဝင်ဘယောဂပဲခံစားရပါစေဘိုးတော်လေးကလက်နဲ့တက်ချပေးလိုက်ရှုံနဲ့ပျောက်ကင်းသွားစေပါရင်ဘိုးတော်လေးရဲ့တည်င်းကပြန့်နှံ့သွားလို့အဝေးကနေတကူးတကလာရောက်ကုသတဲ့သူတွေရှိသလိုဆီယာတော်ရင်းနဲ့သီလရှင်တွေကလည်းလာရောက်ပြသကြပါရင်အခြားဘိုးတော်တွေကပစိုးဝတ်ပေမဲ့ဘိုးတော်လေးကတော့ကလေးရွယ်ပဲရှိသေးလို့ယောဂီပါမီနဲ့အင်ကြီးကိုဝတ်ထားတဲ့သူပါကလေးရမီကလည်းယောဂီဝတ်ဆောင်ဝတ်တာကြောင့်မြင်ရသူတွေကအနှိမ့်ငယ်တော့ထူဆန်းနေပါရင် ကလေးတယောက်တသားလေးသာရှိသေးလို့စိတ်ကူရင်နဲ့ညီဝေးလာပေမဲ့လည်းအမေကတော့တိုက်တွန်းလို့စိတ်ပဲကုနေရပါရီ။ကျောင်းဖွင့်ရက်မှလည်းကုသနေတာဖြစ်လို့ဘိုးတော်လေးကကျောင်းရောတက်ရလာလို့သိနေကြပါရီ။ဘိုးတော်လေးကအခြားသောဆရာတွေလိုဓာတ်လုံးတွေဆေးလုံးတွေတိုက်တာမဟုတ်ပဲရှေးတမျိုးနဲ့တိုက်ပြီးတော့ဥကောင်းကနေခြေပြားတွေလက်နဲ့တက်ချပေးလိုက်ပါရီ။အစာရင်ယောဂဖြစ်နေသူတွေလည်းဘိုးတော်လေးထံမှာကုသပြီးနောက်ဆရာဝန်ထံကို တွားပြရင်ယောဂမရှိတော့ပါဘူး။ကြောက်ကဲ့ယောဂနဲ့လေးဖြက်ယောဂတွေကိုလည်းဘိုးတော်လေးကလက်နဲ့တက်ချပြီးတော့ပဲကုသပေးတာပါ။ဘိုးတော်လေးရဲ့ပဋ္ဌာန်းဆက်ပိုင်းလည်းပို့ပြီးတော့ယောဂပြောက်တယ်လို့ပြောကြပါရည်။အချို့ကတော့ဒီရွယ်လေးနဲ့စိတ်ကုသပေးနိုင်တာကိုမယုံကြည်ကြပါဘူး။အစာပိုင်းမှာလာရောက်ကုသတဲ့သူတွေမရှိသေးပေမဲ့လည်းတဖြည်းဖြည်းနဲ့ယုံကြည်လာကြပြီးတော့ကြိုတင်စီးရင်ပေးရတဲ့အထိလူများနေပါရည်။ဘိုးလင်းထံမှာလာရောက်ကုသတဲ့သူတွေငွေကြေးကုန်ကြလေးများများဆဆမပေးရတာကြောင့်ရှင်နီးရွယ်ဝေးကနေလာရောက်ကြတာပါဘိုးတော်လေးကကလေးရွယ်သားရှိသေးပေမဲ့လည်းသူ့ရဲ့စွမ်းတွေထက်မြက်စေဖို့အတွက် တရားအားထုတ်လို့ရှိပြီတရားအားထုတ်လို့သူ့ရဲ့စွမ်းတွေကထက်လီလို့ပြောကြပါရီမြန်မာနိုင်ငံမှာတော့ထုခင်ကျော်တယောက်ထဲကပဲရောဟာဆောင်ကိုကုသနိုင်တယ်လို့ထင်ပေမဲ့လေအခုတော့အသက်6နှစ်ရွယ်နေထုခင်ကျော်လို့စီးကုသနိုင်တဲ့ဘိုးတော်လေးကထွက်ပေါ်လာခဲ့ပါပြီအသက်6နှစ်ပဲရှိသေးပေမယ့်ပါရမီထူတာကြောင့်ကုသပေးနိုင်တဲ့ဘိုးတော်လေးကတကယ်ရောဖြစ်နိုင်မှာမလားဆိုတာကွန်မန့်မှာပြောသွားပြီးခဲ့ပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်